အားလုံးပဲမင်္ဂလာပါမတူဒီနေ့ဝင်မြတ်မဲ့ခေါင်းစဉ်လေးကကျတော့သွေးဆုံးခြင်းဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်မြတ်ပေးခြင်းနဲ့သွေးဆုံးခြင်းဆိုတာဘာလဲဆိုတဲ့အတွက်အမျိုးသမီးတစ်ယောက်ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အက်စတရိုဂျင်နဲ့ပရိုဂျက်စတရွန်ဟော်မုန်းတွေကလုံးဝရပ်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒါကသွေးဆုံးခြင်းလို့ခေါ်တယ်သွေးဆုံးခြင်းဆိုတာကဘယ်လိုမျိုးလဲဆိုရင်ခလေးလုံးဝမရနိုင်တော့တဲ့အခြေအနေကိုလည်းဒါသွေးဆုံးတယ်လို့ခေါ်တယ်ပေါ့နော်သွေးဆုံးခြင်းဆိုတဲ့ဟာကကျတော့တစ်ယောက်နဲ့တစ်ယောက်ကကျတော့အချိန်ကာလကမတူဘူး မျိုးသမီးတွေမှာအာတညာတဲ့နဲ့ပဲသွေးဆုံးသွားတယ်ဆိုတဲ့ဟာလည်းမရှိဘူးပေါ့နော်သူတို့ကကြတော့အကျိုးတချို့တွေဆိုလို့ရှိရင်ဒီအာသွေးမဆုံးခင်ပေါ့နော်အကျိုးသွေးဆုံးခြင်းဆိုတဲ့ premenopause လို့ခေါ်တဲ့လက္ခဏာတွေခံစားနေရတဲ့အမျိုးသမီးတွေလည်းရှိတယ်တချို့ကြလည်းအဲ့လိုမျိုးလက္ခဏာတွေမခံစားရဘဲနဲ့လုံးဝလူကောင်းအတိုင်းပဲအသက်50နှောက်ပိုင်းပေါ့နော်အသက်80 80ဒီကိုပုံမှန်အတိုင်းပဲဖြန့်သန်းသွားတဲ့အမျိုးသမီးတွေလည်းရှိတယ်တယောက်နဲ့တယောက်ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေမညီမျှဘူးဒါမှမဟုတ်ရှင်သူတို့စား ားတောင်းနေတဲ့အစားအသောက်တွေအဲသူတို့ရဲ့ခန္ဓာကိုယ်မှာ supplement တွေပေါ့နော်အခန္ဓာကိုယ်ရဲ့ဟော်မုန်းဖြည့်စွက်စာတွေစားတောင်းနေတယ်ဆိုလို့ရှိရင်သွေးဆုံးတာ gain ခြင်းဆိုတာကိုအကြာကြီးမခံစားရဘူးပေါ့နော်မသူဒီနေ့ပြောချင်တာလေးကကြတော့အမျိုးသမီးတစ်ယောက်ကသွေးဆုံးပဲပေါ့နော်အသွေးဆုံးလက္ခဏာတွေမခံစားရအောင်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်ပြီးတော့အသက်35ကျော်ပေါ့နော်အပြက်ကောင်းကဆုံးကတော့အသက်40လောက်ဆိုလို့ရှိရင်ဒါဟော်မုန်းဖြည့်စွက်စာ supplement အားစေးတွေတောင်းနေပါလို့မသူအနေနဲ့ကြံပြောချင်တယ် ်မသူကကူအသက်38နှစ်5လပိုင်းဆိုရင်ပြည့်မယ်မသူကကျတော့ဒီကျဲမကြီးဒီဘောနော်ကိုကိုတိုင်းလဲဒီကျဲမကြီးဝင်နေဖြစ်ပြီမယ်ဒီသွေးဆုံးချင်းရဲ့အဲဒီဂဂနနာဘောနော်ဒီ ဒီဘာသာရက်တစ်ခုကိုတည်တည်ချာချာလေးလာလိုက်တဲ့အချိန်မှာအာဒီတီးတဲ့အချိန်က38နှစ်လောက်ကတီးတယ်ဆိုတဲ့အတွက်အခု38ဆိုတော့2နှစ်ပြည့်တော့မယ်မသူကဟော်မုန်းဖြစ်ဆက်စာလေးတွေကိုစားပေးနေတယ်အဲ့လိုမျိုးဆိုတဲ့အတွက်အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်အိမ်နောင်တဲ့ဆိုပေနဲ့အမျိုးသမီးဒီမသူကပေါ့နော်တလားတခါရာသီသွေးပုံမှန်ပေါ်တယ်ရာသီလာတဲ့အခါမှာဆိုလို့ရှိရင်လည်းပုံမှန်အမျိုးသမီးတယောက်လိုပဲသွာလာနေထိုင်နိုင်တယ်ပေါ့နော်ဒီဆိုတဲ့အတွက်အဲပြောချင်တာကကျတော့ဟော်မုန်းဖြစ်ဆက်စာလေးတွေအားစေးလေးတွေဒီတောက်ပေးတဲ့ ယ်လို့အကြံပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်